ဒုသာအချင်းချင်းမေတ္တာချစ်ခင်တဲ့ဝင်လို့မေတ္တာတဲ့ဝင် ချစ်ခင်လို့နှစ်ဦးလက်တွဲပြီဆိုတဲ့အချိန်မှာတောကဆောင်ဝင်လာကိုနဲ့မသိခင်ကဘာတော့ကောင်းမှမဝင်ဘူးသိလာလို့မေတ္တာတဲ့ဝင်ချစ်ခင်လာပြီဆိုလို့ရှင်တောကရောက်လာအဲ့ဒါဘာကြောင့်ရောက်တာတော့ဆိုတဏှာနဲ့ဒီအာယုန်ဒီပစ္စည်းဒီဝတ္ထုကိုဆုတ်ခံလိုက်လို့ပဲတွေ့တာမှုရှိတဲ့နေရာမှာတောကလာတယ်ဒါကြောင့်မို့မြတ်စွာဘုရားဒေသနာတော်တွေဒီမှာဟောတယ် တဏှာယစာယတိတောကောတဏှာကြောင့်တောကပြရတယ်ပေမတောစာယတိတောကောချစ်ခင်မှုကြောင့်တောကစွာဖြစ်ရတယ်ကာမတောစာယတိတောကောလူချင်းမှုကြောင့်တောကစွာဖြစ်ရတယ်ဒါအကြောင်းနဲ့အကျိုးလောကလူတွေကစဉ်းစားကြတယ်တောကကင်းဝေးနေထိုင်ရေးတဲ့အေပစ္စည်းဥစ္စာတွေကမ္ဘုံအာယုန်တွေပေါ်မှာ လက်ကမလွတ်ဖဲနဲ့စိတ်အာယုံတွေကမလွတ်ဖဲနဲ့ဆုတ်ကင်ထားပြီးတော့တောကကင်းအောင်နေဖို့ကြိုးစားတယ်ဆိုလို့ရှိရင်မယ်နေနဲ့မှဖြစ်နိုင်တောကကင်းကျင်လို့ရှိရင်ဆုတ်ကင်ထားမှုကိုဆွတ်လွတ်ရမယ်မဆွတ်လွတ်သမျှတောကဆူမကဲနိုင်ဘူးနောက်ဆုံးမှအားလုံးကိုဆွတ်လိုက်ပါပြီကိုကိုကိုပေါ်မှာပြတ်တာမှုရှိနေသေးလို့ရှိရင်သူများအတွက်မစွေးရင်ရပါမယ်ကို့အတွက်တခါစွေးရင်ရပါမယ်